ရှေးဟောင်းမြန်မာပြည်တနေရာမှာကံကြမ္မာကရက်ဆက်လုံးနဲ့ကြေးရွာလေးတစ်ခုရှိခဲ့တယ်ဒီရွာမှာမိုးသည်ကြီးရင်ညည်ရေရှန်တက်ပြီးလေကွင်းတွေပျက်စီးကုန်တဲ့ဒီလိုနှစ်တွေကြာလာတော့ရွာသားတွေဟာမိုးကိုကြောက်လာချပြီးမိုးကိုနှက်ဖူရတပါလို့ယူဆလာကြတယ်ဒီရွာမှာမိမလာလေးတယောက်ရှိတယ်သူ့နာမည်ကမိုးတောက်မိုးတောက်ဟာမိုးရေထဲမှာအကမျိုးစုံကပ်ပြီးရွာသားတွေကို ရေမောပျော်ရှင်စေခဲ့တယ်သူ့ရဲ့အကရေကြောင့်ရွာသားတွေဟာမိုးကိုကြောက်ရွံ့မှုတွေညှော်နေလာခဲ့တယ်တစ်ဖက်မှာတော့ လမင်းဆိုတဲ့လူငယ်လေးတယောက်ရှိတယ်သူကတခြားရွာကလက်တီတယောက်ဖြစ်ပြီးမိုးတောက်တို့ရွာကိုကွန်ပီစီလာဖို့ရင် မိုးတောက်ကိုဆက်တွေးခဲ့တာမိုးတောက်ရဲ့မိုးရေထဲမှာကားရဲအကောက်ကိုပထမဆုံးမြင်လိုက်တဲ့နေ့ကစားပြီးလမင်းရဲ့နှလုံးသားဟာသူ့အတွက်တရိတ်တိတ်ခုန်လာခဲ့တယ်လမင်းဟာမိုးတောက်ကိုချစ်မိသွားတယ်ဒါပေမဲ့သူကစိတ်ရဲတဲ့လက်တီတယောက်ဖြစ်ပြီးမိုးတောက်ကတော့ရွာရဲ့အချစ်တော်အားလုံးရဲ့မျော်လင့်ချက်ဖြစ်နေတော့သူ့ခံစားချက်ကိုဖွင့်မပြောရဲခဲ့ဘူး ။ဒီနေ့မှမိုးသည်ကြီးတစ်ခုရွာဘူးထိုက်ရိုက်ခတ်လာတဲ့မြေရီတွေမြင့်တက်လာပြီးရွာသားတွေထိတ်လန့်နေကြတယ်။မိုးတောက်ကအလုံးကိုအားပေးဖို့မိုးရီထဲမှာအကောက်ကိုထက်ကပ်ခဲ့တယ်။ဒီတစ်ခါတော့လမင်းလဲရွာထဲမှာရှိနေခဲ့ပြီးမိုးတောက်ကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။သူကမိုးတောက်နားကိုပြေးသွားပြီးသူ့လက်ပေါ်ကတသားပြားတွေနဲ့မြေရီကိုပိတ်ဆို့ဖို့ကြိုးစားခဲ့တယ်။မိုးတောက်ကလမင်းရဲ့ရဲစွမ်းတတိကိုမြင်ပြီးသူကိုစတင်တည်ထားမိလာတဲ့မိုးရီထဲမှာနှစ်ယောက်သားအထူးတူလောက်ကင်ရင်စကားစပြောဖြစ်ကြတယ် လမင်းကမင်းရဲ့အကကမိုးကို တောင်အေးကျန်းသွားစေတယ်လို့ပြောလိုက်တော့မိုးတောက်ကရှက်သွေးဖြာပြီးဒါဆိုမင်းကမိုးကိုအနိုင်ယူတဲ့လမင်းပဲပေါ့လို့ပြန်ပြောတယ်ဒီလိုနဲ့နှစ်ယောက်သားနီးစပ်လာကြတယ်ကင်ဂျမာရဲ့စမ်းသပ်မှုဒါပေမဲ့သူတို့ရဲ့အချက်ဟာချုံးမွေ့မနေခဲ့ဘူးမိုးတောက်ရဲ့မိဘတွေကသူ့ကိုရွာရဲ့သူကြွတယောက်နဲ့လက်ထပ်ပေးဖို့စီစဉ်ထားတယ်မိုးတောက်ကလမင်းကို ချစ်နေပေမဲ့မိဘစကားကို မဖြေဆန်ရဲခဲ့ဘူးလမင်းကလည်းမိုးတောက်ကိုမဆုံးရှုံးချစ်ပေမဲ့သူ့မှာဘာမှမပေးနိုင်တာကိုသိနေတော့ အဝေးကနေညည်းကြည့်အောင်ပဲတက်နိုင်ခဲ့တယ်။တရင်မှာလမင်းဟာမိုးတောက်ကိုရှုပ်ဝက်တွေးဖို့သူတို့ရွာကမြင်းနာကိုလာခဲ့တယ်။မိုးတောက်ကလည်းမိဘရိအိပ်ပျော်သွားတာနဲ့ထွက်လာခဲ့တယ်။နှစ်ယောက်သားမိကနာမှာထိုင်ရင်းလမင်းကနာမဘာမှမရှိပေမဲ့မင်းကိုတဖော်အလုံးချစ်ပြီးကာဝယ်ပေးမယ်လို့ပြောတယ်။မိုးတောက်ကမျက်ရည်တွေနဲ့နာလဲမင်းကိုပဲချစ်တယ်ထားပေမဲ့နာရိုးရဲ့ချစ်ချင်းကမိုးလို့ခါပဲဖြစ်နိုင်မလားလို့ပြန်ပြောတယ်။အဆုံးသက်ဒီစကားပြောပြီးရဲ့အနေငယ်အချာမှာမိုးတောက်ရဲ့မင်္ဂလာပွဲကျင်းပဖို့ ယချင်းလာတဲ့လမင်းဟာနောက်ဆုံးအနေနဲ့မိုးတောက်ကိုတခါလောက်မြင်ကျင်တာနဲ့မင်္ဂလာပွဲကိုလဲနဲ့လိုက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာမိုးသီးကြီးထက်ရွာလာပြီးညရေကမင်္ဂလာပွဲကျင်းပတဲ့နေရာကိုလွှမ်းမိုးသွားတဲ့ရွာသားတွေထွက်ပြေးကြရင်မိုးတောက်တယောက်မြစ်ထဲပြုတ်ကျသွားတဲ့လမင်းကထာကိုမြင်နာနဲ့မြစ်ထဲခုန်ဆင်းပြီးမိုးတောက်ကိုကယ်ဖို့ကြိုးစားခဲ့တယ်။သူတို့နှစ်ယောက်ညရေထဲမှာတယောက်ကိုတယောက်ဖတ်ထားရင်းအသက်ဆုံးသွားခဲ့တဲ့ရွာသားတွေကဒီဖြစ်ရပ်ကိုမြင်ပြီးဝမ်းနည်းကြတယ်။ဒါပေမဲ့အင်းစရာကောင်းနာက အဲ့ဒီနောက်ပိုင်းမိုးရာသီတိုင်းညကနာမှာမိုးတောင်နဲ့လမင်းရဲ့ပုံရိပ်တွေမိုးရေထဲမှာအခက်မျိုးစုံနဲ့ပေါ်လာတော့တယ်။ရွာသားတွေကသူတို့ရဲ့ချစ်ချင်းကိုမိုးနဲ့ဖူရကတနာပြီးအတူရှိခွင့်ပေးလိုက်တယ်လို့ယုံကြည်ကြတယ်။ဒီလိုနဲ့မိုးတောက်ကျဲနဲ့လမင်းတစ်ဟာရွာရဲ့တနာရီတစ်ခုဖြစ်လာခဲ့တယ်။